ားလုံးပဲမင်္ဂလာပါရှင်။တင်ကတုသမီ channel ကနေကြိုဆိုလိုက်ပါတယ်။ဒီကနေ့မှာဖတ်ပြပေးမယ့်အကြောင်းအရာလေးကတော့တမိုင်းသူတေသည်ဆရာတင်နိုင်တို့ရေးသားတဲ့ပကံရွှေပြည်မှ သူရဲကောင်းများအကြောင်းစာအုပ်ထဲကရွှေပြင်းညီနောင်ရဲ့အကြောင်းကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင်။ရွှေပြင်းညီနောင်နေထန်းတပြားအချိန်သူရောက်ပြီးဤအချိန်ဆိုလျင် မဟာဣတိယတေကြီးရေချိုးတန့်စင်နေကြယတေကြီး အခါတိုင်းကဲ့သို့ကျောင်းတင်ခန်းစီမှာထန်းပင်ချောင်းထဲသို့ဆင်းသွားသည်ထန်းပင်ချောင်းကတောင်းကြချောင်းကလေးဖြစ်သည်ပင်လယ်နှင့်တဆက်ထဲမှဒီရေအတက်အကျရှိသည်ထန်းပင်ချောင်းဟုခေါ်ဆိုခြင်းက ရှေ့ရခင်သူဝနာဘူမိမင်းများလက်ထက်ကရင်းငိမ်ဘက်သို့ကူးသွားရန်ထန်းပင်လုံးများဖြင့်တိဆောက်ထားသည် လူကူးတံတားကလေးရှိခဲ့ဘူးသောကြောင့်ဖြစ်သည်ထန်းပင်လုံးတံတားကိုအစွဲပြူး၍နောင်တွင်ချောင်းကလေးကိုပင်ထန်းပင်ချောင်းဟုခေါ်ဝေါ်ကြသည်ထန်းပင်ချောင်းဝနှင့်မလန်းမကန်းတွင်မဟာဣတိယတေကြီး၏ကျောင်းတင်ကန်းလေးရှိပါသည်ယတေကြီးကတစ်ဥတစ်ဖူများရှာဖွေစားတော်လျက်တော်တွင်၌တပါးတည်းတရားဘာဝနာကျင့်ကြံအားထုတ်နေသည် နေ့စဉ်အာယုံတက်လျင်ရသေးကြီးအိယာမာထာက မျက်နာတည်လျက်ကောင်းရင်းဆံပြားချောက်ကလေးများမိဖုတ်ပြီးအာယုံစွန်းအပြေဖုံးပေးစားသုံးသည် ထို့နောက်ကမ္မထံတရားစီဖြန်းတော်ဤနေထံတပြားအချိန်ကရောက်ပြီးဆိုလျင် တရားထိုင်ခိတယနာက ရှိရှိသမျှသောတောတရိစံတတဝါအပေါင်းတို့အားအမြအတန်းပေးဝေသည် ထို့နောက်ထမ်းပင်ချောင်းထဲသို့ကိုလက်တန့်စင်ရေချိုးသည် ပီစီပါကတပိတ်ကိုပိုက်လျက်အလန်းကွာဝေးသည်တောင်ပေါ်ရွာကလေးစီသို့ဆုံးကန်ကြွသည်ချက်သေးကြီးတက်တက်လှစားသုံးတမန်တည်၍ရွာရှိတဲအိမ်ကလေးများမှကောင်းညင်းဆံပြားကြောင်တစ်သည်ဝလံများ ဟင်းချောက်ရွက်များကို ဆုံးအဖြစ်လောင်းလူတတ်ကြသည်ရတေကြီးတောင်ပေါ်ရွာကလေးမှပြန်ကြွ၍ကျောင်းတင်ကန်းစီသို့ပြန်ရောက်လျင် နေအတော်မြင့်နေပြီဖြစ်သည်ရတေကြီးကခိတ္တခဏအပန်းဖြေကာ ဆုံးခံရရှိသော ကောင်းခြင်းစံပြကြောင့်များကိုမိဖုတ်ခါတစ်ဥတစ်ဖူများနှင့်တွဲဖက်စားသုံးသည်ပီစီပါကဆုံးကြံကိုတတဝါကလေးများစားသုံးနိုင်ရန်တည့်ရွက်ပေါ်၌တင်ထားခဲ့ပြီးတရားဘာဝနာအလုံးပြန်စားတော်သည်ညနေဆောင်သည့်အထိကမ္မထံတရားစီဖြံပြီးနောက်ကျောင်းသင်ကန်းအနီးဝင်းကျင်တွင် အမိုက်တတိုင်များရှင်သည့် ထို့နောက်တရားကျင့်ကြံအားထုတ်ပြန်သည်မှာညာကျိမ့်ဆက်ချင်းအထီဖြစ်ပါသည် နောက်တနေ့တွင်တော့မဟာဣတိယတေကြီးအဖို့ထူးဆန်းအံ့ဩပွဲမြင်ကွင်းတရက်ကို တွေ့ရလေသည်ရင်းမြင်ကွင်းကအခြားမဟုတ်ထမ်းပင်ချောင်းတွင်၌ရေမိုးချိုးတန့်စင်နေသည့်တစ်သားပြက်တစ်ချက်ကိုအမိပြုလျက်မျောပါလာကြသည့်ကလေးငယ်နှစ်ဦးကိုတွေ့လိုက်ရခြင်းဖြစ်သည်ရသေးကြီးအဖို့ ဤသို့သောမြင်ကွင်းမျိုးကိုတကြိမ်တစ်ခါမှမတွေ့ဘူးသည့်အလျောက်အံ့အားတင်နေသည်ယတေကြီးသည် ရေချိုးတန့်စင်နေရာမှမိမိအနီးသို့မျောပါလာသောတစ်သားပြက်ကိုဆယ်ယူလိုက်သည်ပြက်ကိုအမီးပြုလျက်မျောပါလာကြသူကလေးများမှဇပင်ကောက်ကောက်အသားမဲမဲနှင့်အိန္ဒိယတိုင်းသားကလေးများဖြစ်ဟန်တူသည်ယတေကြီးကကလေးနှစ်ဦးအား ကန်းဆက်သူခေါ်ဆောင်သွားသည် ကလေးများကိုကြည်ရသည်မှာအစာအဟာရပြည့်၍အင်အားချိနဲ့နေသည်တုတ်ဖြစ်၍ရသေးကြီးကကလေးများအားကောင်းငင်းဆံပြားကြောင်များကိုကြွေးမေးပြီးရေအဝါတိုက်သည်ဤတို့ဖြင့်ကလေးငယ်နှစ်ဦးမှာအနှဲငယ်ဆူပြေလန်းဆန်းလာသည် နောက်ရက်အနှဲငယ်တွင်ရသေးကြီးဆုံးခံကြွားတော့ကလေးနှစ်ယောက်ကိုတောင်ပေါ်ရွာသို့ခေါ်သွားသည် သူဤဒါယကာတာယိကာမများအားအကျိုးအကြောင်းပြောပြသောအခါ ကလေးနှစ်ယောက်အတွက်လိုလေသေးမရှိအောင်ကျွေးမွေးပြုစုစောင့်ရှောက်ကြပြီးခေါ်ယူထားလိုသူကလည်းမနေလာပါသို့တော့ကလေးနှစ်ဦးကရတေကြီးထံမှအပါခွဲခွာမသွားလိုပေသူတို့ဤအသက်သခင်ယေရှုရှင်ကြီးအားမျက်စိအောက်မှအပြောင်မခံတို့ကြောင့်လဲရတေကြီးကြွနေရသောအမြင်လိုက်ပါလာသည်ရတေကြီးက တက်သားပြက်ကလေးဖြင့်ထမ်းပင်ချောင်းထဲသို့မျောပါလာခဲ့ကြသူကလေးနှစ်ဦးကို ဖြက်ဝိနှင့်ပြတ်တာဟုအမည်ပေးထားသည် ကလေးငယ်များသည်မူလာက သူတို့ဤတိုင်းရင်းဘာသာစကားကိုသာ တက်ကြွကြသဖြင့်ယတိကြီးနှင့်ဆက်သွယ်ပြောဆိုရာတွင်တက္ကဒဘာသာစကားဖြစ်သားဆက်သွယ်ကြရသည်တက္ကဒဘာသာစကားမှာသူတို့တိုင်းရင်းဘာသာနှင့်အတော်အတန်နီးစပ်ဟန်ရှိသည် ယတိကြီးတက္ကရာဘာသာစကားဖြင့်ပြောလျင်သူတို့နားလေကြသည် သူတို့တိုင်းရင်းဘာသာစကားဖြင့်ပြောကြသည့်အခါ၌လဲအများအားဖြင့်ယတိကြီးမှနားလေနေတတ်သည်နောင်အနေကြလာတော့လဲပြက်ဝီပြက်တာတို့မြန်မာဘာသာစကားကို နားလေယုံမြတာမကကျွမ်းကျင်နိုင်နှင်းစွာ ပြောတတ်လာသည်ထို့အခါ၌ယတိကြီးကသူတို့၏ဘဝစကြောင်းကို မေးမြန်းကြည့်သည် အကိုကြီးဖြစ်သူပြဝီကသူတို့ဖြတ်တန်းခဲ့ရသည်ဘဝခရီးကြံကိုမှတ်မိတွေ့ရတိကြီးရာပြောပြသည် မိဘများနှင့်အတူရွှတ်တင်မောဖြင့်အိန္ဒိယကမ်းခြေမှ မာလာယူသို့အသွားလန်ခရီးတွင်မှုန်တိုင်းမိကရွှတ်တင်မောနှင်မြုပ်ခဲ့ရပုံညီအကိုနှစ်ယောက်သာအသက်ရှင်ကြံရည်ပြီးပြက်ငယ်ကလေးတစ်ချက်ကို အမိပြုလျက်ပင်လယ်တွင်မှ မျောပါနေခဲ့ပုံကို ပြောပြသည် ကံတရားဒီကစမ်းကြဲလာသည် ပြက်ဝီသည်မိမိတို့ညီအကိုနှစ်ယောက်ဘဲသောအခါမှအသက်ရှင်လျက်ရှိတော်မူမဟုဟုတွက်စားမိသည်ရွက်သိမော နှမြုပ်စဉ်က ရေကူးကြွန့်ကျင်လာသည်မိမိ၏မိဘများသည်၎င်းတင်မောတကြီးခလာသည်တို့သည်၎င်းရေတွင် နှမြုပ်သွားခဲ့သည်မိမိနှင့်ညီငယ်မှရွက်သိမောကုန်းဘက်ပေါ်မှ အသင်တွေ့ရှိရသည်တစ်သားပြက်ကလေးကိုကိုင်းလျက်အသက်ရှင်ကြံရည်ကြသည် ပင်လေပြင်တွင် စတင်မျောပါစဉ်က အနီးအပားသို့ရောက်ရှိမျောပါလာသည်စားတောက်ခွဲရအချို့ကို ပြက်ဝီက ပြက်ကလေးတဲသို့ထည့်ယူသိမ့်စီကညီအကိုနှစ်ယောက်ရခုကဲ့သို့အသက်ရှင်ခဲ့ခြင်းဖြစ်သည်ဟုဆိုပါသည်ပြဝီနှင့်ပြတ်တာတို့သည်ရသေးကြီးနှင့်အတူ အနီးအပားကိုလိုက်ပါကြစမြဲဖြစ်ရာ တကြိမ်တွင်တောလန့်ခရီးရှည်ကို လိုက်ပါကြသည်ရသည်ကြီးသည်ဇင်းကြိုက်တောင်ထက်ရှိ သူဤဆရာသူတော်စင်ကြီးနှင့်တွားရောက်တွေ့ဆုံရာ၌ပြဝီတို့ညီအကိုလိုက်ပါခဲ့ကြခြင်းဖြစ်သည်လန်ခီးတနေရအရောက်တွင်ဇော်ကြီးဖိုးဝင်ဟုဆိုအပ်သော ဝိဇာတအူဤအလောင်းကို တွေ့ရှိရသည် တို့ဖြစ်၍ရတေကြီးကစေဝါစီရင်ရန်အလို့ငါចောင်းတင်ကန်းသူယူဆောင်ပြီးပြန်ကြရန်မာရစ်ပြီးဇင်းကြိုက်သူဆက်လက်ထွက်ခွာသွားသည်ပြဝိတို့ညီအကိုလည်းဇောကြီးဖိုးဝင်ကိုတည်ဆောင်ကចောင်းတင်ကန်းသူပြန်လာကြသည်ရတေကြီးကဇောကြီးဖိုးဝင်ကိုရရှိသူသည်ထိတ်ထိပ်ပြီးမြောက်သည်ကိုရရှိသည့်အလျောင်းဇင်းကြိုက်တောင်ထက်မှစိုးရိမ်မကင်းဖြစ်ကားចောင်းတင်ကန်းတို့တော်လန်ခရီးအဖြစ်အလင်းအမြန်ပြန်ကြွာလာလေသည် ထို့အခါစောကြီးဘဝင်ကိုရရှိသွားသည်ပြက်ဝီပြက်တာညီနောင်မှလည်းတိတ်ထီများပြင်းမြောင်းလျက်ရှိနေကြသည်ရသေးကြီးသည် အကျိုးအကြောင်းသိရသောအခါမိမိ၏ပယောကမကင်းဟူမှတ်ယူလျက်သူနာဘူမိဘယင်ကြီး အလင်းအမြန်သွားရောက်လျှောက်ထားသည်တိတ်ထီပြင်းမြောင်းသူသည်ရာဇဝတ်မှုနှင့်မကင်းသူဖြစ်သည့်အလျောက်ရသေးကြီးကဥစွာသွားရောက်လျှောက်ထားခဲ့ခြင်းဖြစ်သည်သူနာဘူမိဘယင်သည်ရသေးကြီးထံမှတည်င်းစကားကြားရသည်နှင့် ိတ်ထီပီးမြောက်သောပြက်ဝီပြက်တာညီနောင်ကိုဖမ်းဆီးဆက်တာရန်မင်းချင်းဘူပါတို့အားအမိန်တော်ချသည်မင်းချင်းတို့ကလည်းချက်ချင်းပင်တောတောင်တဝိုင်း၌ပြက်ဝီပြက်တာတို့ကိုလိုက်လံဖမ်းဆီးသည်တို့တော့တိတ်ထီပီးမြောက်ပြီးသူများကိုဖမ်းဆီးနိုင်ရန်မလွယ်ကူပါနောက်ဆုံးနီးမျိုးစုံတောင်းရီတိုက်ခိုက်တော်မှာအကိုဖြစ်သူပြက်ဝီတအူးလေးကိုသာဖမ်းဆီးရမိလေသည် ညီငယ်ပြတ်တာမှမူသူနာဘူးမီဘရင်မင်းမြတ်ဤမင်းချင်းပေါ်ပါများပိတ်ဆို့ဖန်းစည်းကြသည်ကြားမှထွက်ပြေးလွတ်မြောက်သွားသည်ဘရင်မင်းမြတ်ကတိတ်ထိပြီးမြောင်နေသူပြတ်ဝီအားလောက်ကြံရန်စီရင်သည်ပြတ်တာမှမူမင်းချင်းတို့လက်မှထွက်ပြေးလွတ်မြောက်သောအခါသူနာဘူးမီအပိုင်းနေမြေတွင်မနေတော့ဘဲအထက်မြမနိုင်ငံပကံမင်းနေပြီးတော့သူဖက်ခွာသွားသည် ပကံရောက်တော့တတပါတကားဆောင်မင်းမူတန်းအားမိမိဘဝအဖြစ်မှန်များကိုပြောပြသည်ဘယင်မင်းမြတ်ကိုတန်တော်ဦးတင်ပေးပါဟုလဲဆိုသည် တကားဆောင်မင်းမူတန်းကတင်ကပတိအမတ်ကြီးအားအကျိုးအကြောင်းပြောပြရှောက်ထားသောအခါ တင်ကပတေသည်ပြတ်တာအားခေါ်ယူတွေ့ဆုံလျက်အကဲခတ်သည်ပြတ်တာသည်အမှန်ပင်အားကောင်းမောင်းတန်ယောက်ျားပိသားသူတဦးဖြစ်သည်ထို့ကြောင့်မင်းမြတ်အနော်ယထာထံရှောက်ထားကြည်သည်မင်းမြတ်အနော်ယထာကပြတ်တာအားရှေ့တော်တွင်းစီလျက်ပကံမင်းနေပြီးတော့အတွင်လိုအပ်သည့်ပန်းများအားဆက်တာရန်ပန်းတော်ဆက်ရာသူအပ်လေသည် တောင်နှမ်းမတော်ကြီးအလိုရှိရာစကပြူပန်းများမှာပုတ်ပါတောင်တဝိုင်း၌သာပောက်ရောက်လေရာ ပြတ်တာအဖိုးပကံမပုတ်ပါအရက်သို့ နေစဉ်သွားရောက်ခါပန်းခူးဆက်သားရသည်တို့ဖြစ်၍ပြတ်တာသည် နေစဉ်အသွာအပြန်ခရီး15တိုင်ခန့်ရောက်ရှိလေသည် ပြတ်တာသည်နနက်အာယုံတက်သည်နှင့် မြင်းတစည်းဖြင့်ပုတ်ပါသူခရီးနှင်သည်ထို့နောက်တောင်နှမ်းမတော်မီပြားကြီးအလိုရှိရာစကပြူပန်းများကိုခူး၍ ကုန်းနီး၌ချိတ်ဆွဲထားသောချင်းတောင်းငယ်အတွင်သို့စနစ်တကျထဲရသည်ပြီးလျင်မြင်းကို တုံးဆိုင်စီလျက်ပကံနေပြီးတော်သို့ပြန်လာသည်မိနှစ်ချက်တီးလျင်ပြတ်တာနေပြီးတော်သို့ပြန်ရောက်ပြီးပြတ်တာသည်ခီးရောက်မဆိုင်တောင်တန်းမတော်ကြီးအဆောင်သို့ဝင်ရောက်ခါစကဖြူပန်းများဆက်တာလေးရှိသည်ဤဒီမှာပကံမင်းမြတ်အနော်ယထာနန်းတက်ဆာနေများကဖြစ်ပါသည် ကံဘယင်တစ်သည်ပြတ္တာအားမြောက်စားချီးမြှင့်ခဲ့တော်လဲပန်းတော်ဆက်ပြတ္တာကဖောက်လဲဖောက်ပြန်ပြူသည်ပန်းတော်ဆက်ရာတူးမှာရရှိ၍မှတလမကြသည်ပုပ်ပါသူမေဝနာနှင့်တွေ့ဆုံမြတ်တာများခဲ့သည်မေဝနာသည်ရွှေရောင်အစင်းရှိ၍ချုံမောလှပသူကလေးဖြစ်သည်မေဝနာနှင့်တွေ့တော့ပြတ္တာပကံနေပြီးတော်သူအချိန်မီပြန်မရောက်တော့ တည်ကြတဲ့နန်းတလီထုံးစံအတိုင်းမလို့တမဂုံစကားဆိုကြသူများလည်းရှိသည်ဖြတ်တာသည်စောကြီးဖိုးဝင်သားစားထားသူ လူစွမ်းကောင်းတဦးဖြစ်သည်ဖြင့်ဘရင်မင်းမြတ်အားအချိန်မရေဒုက္ခပေးနိုင်သည်ယခုလည်းကြံ့ကြာနေခြင်းမှာအကြောင်းတစ်ခုခုရှိမည်ပုပ်ပားနယ်ကိုအခြေပြုလျက်ထောင်ထားခြားနာရန်လက်နက်လူသူစုယုံနေခြင်းပေလော မင်းမြတ်အနောယထာက သူ့ထံရောက်လာသည် ရွှေနတော်တွင် စကားအတင်းအဖျင်းများကိုမယုံကြည်လို့တို့တော့ပြောပန်တိုက်ခန်းများလာတော့နည်းနည်းတော့စင်စားလာသည်သူကိုယ်တိုင်ပုတ်ပါးနယ်မှာနေခဲ့ဘူးသည် နောင်တော်စုကလေးကိုထီးနှံကဖယ်ရှားဖို့ရာ ပုတ်ပါးနယ်ကိုပင်အခြေပြုခဲ့ဘူးသည်မဟုတ်ပါလော ပြတ်တာကိုယ်တိုင်မှမူသူပြက်တနာနေသူဖြစ်သည်မေဝနာနေမကြာခဏတွေ့ဆုံရမှာမေဝနာတွင်ပရိတ်တရေရှိလာသည်ထိုအခါမေဝနာအပေါ်ရခင်ကားထက်ပို၍ဂယူးဆိုင်ရသည်တို့ဖြစ်၍ပြတ်တာတယောက်မေဝနာတို့နေထိုင်ရာတဲအိမ်ကလေးစီမှပကံမင်းနေပြီးတော့သူအချိန်မီမပြန်နိုင်ဖြစ်ရသည် တောင်နှမ်းမိဖုရားကြီးနောက်ကြရသည့်အကြောင်းကိုမေးမြန်းတော့ တောင်ကြီးတွင် စကပြူပန်းများတစတစနှဲပါလာပြီးမို့တောင်လေကမှုအထက်တက်ရောက်၍ခူးယူနေရသည်ဟုဆိုသည် ပထမတော့တောင်နန်းမတော်ကြီးကတန်တရမဖြစ်မီသို့သော နောက်ပိုင်းမင်းမြန်အနော်ယထာနှင့်တိုင်ပြင်းနှီးနှောမိသောအခါပြတ်တာကိစ္စကစဉ်းစားစရာဖြစ်လာသည် ဘရင်မင်းမြတ်သည်ပုပ်ပားနယ်တွင်ငါးနှစ်ကြာမြနေခဲ့ဘူးသူဖြစ်သည့်အလျောက်ပုပ်ပားတောင်ကျေတွင်စကဖြူပင်မြင်းမြပေါ်များကြောင်းတည်သည်တနေ့လျင်ချင်းတောင်နှစ်တောင်ခူးယူယုံများဖြင့်ဤတောင်ကျေစကဖြူပန်းများကုန်စင်သွားမည်မဟုတ်ပေမိပြားကြီးလျှောက်တန်လာမှပြတ်တာနေပြီးတော့အဝင်နောက်ကျသည့်ကိစ္စကိုဘရင်မင်းမြတ်သိရှိသွားသည် သို့သောတိုင်းတစ်ပါးသားပြတ်တာသည်ဘယင်မင်းမြတ်ဤစိတ်နေစရင်ကိုအမှန်အတိုင်းမသိမြင်နိုင်ပေသူသည်မေဝနာနေမြစ်တာမြနေယုံသားမကပရိတ်တေပင် ရရှိနေပြီဖြစ်ကြောင်းကိုရေငုံနှုတ်ပိန်နေလိုက်သည်မေဝနာမှာ အမွာဘူးသားငယ်ကလေးနှစ်ဦးဖွားမြင်သောနေ့တွင်ဇတ္တပကံနေပြီတော်သို့ပင်မပြန်နိုင်ခဲ့ပါမိမိ၏ရင်သွေးငယ်ကလေးများကိုကြည်၍ပြတ်တာကြည်နူးရသည် ဤကလေးငယ်များကို ရုတ်တရက်ခွဲခွာကပကံနေပြီးတော့သူပြန်မသွားလို့တို့ဖြစ်၍ပုတ်ပားတွင်တညာအိတ်သည် တောင်မီပြားကြီးကပြတ်တာယနေ့ပန်းတော်လာမဆက်သားပါကြောင်းဘယင်းမင်းမြတ်ထန်းလျှောက်ထားရာမှာမင်းမြတ်အနော်ယထာတိရှိသွားပြီးနောက်တနေ့ညီလာခံတွင်ပြတ်တာကိုရှေ့တော်သွင်းရန်အမိန်တော်ချသည်တို့တိုင်အောင်ညီလာခံသဘင်ကျင်းပပြီးစီချိန်အထိပြတ်တာပြန်ရောက်မလာခဲ့ပါ ပြတ္တာပကံနေပြီးတော့သို့ရောက်လာသောအခါနေတစ်ချက်တီးကြောနေပြီပြတ္တာက တောင်နှမ်းမတော်မိပြားကြီးထံအခါစားဝင်ရင်းစကဖြူပန်းများဆက်တာသည်မိပြားကြီးအမေးတော်ရှိတော့ပြတ္တာကပန်းခူအသွာတောင်ပေါ်၌မျက်စီလဲလမ်းမကကြန့်ကြာနေရကြောင်းရှောက်ထားသည်ပြတ္တာဤတည်င်းစကားကဘယင်းမင်းမြတ်ထံရောက်ရှိသွားပြီးမင်းမြတ်အနောယထာက အနီးအပား၌မပြတ်တဆေရှောက်တင်နေသည် အမတ်မဟာဘူဤစကားကိုယုံမှတ်ခါလက်တလောအားဖြင့်အချင်းချထားရန် အမိန်တော်ချမှတ်သည်ဤသည်ကို ပြတ္တာအပေါ်မလိုလားသည့်မဟာဘူကတမျိုးအတိတ်ပဲကောက်ပြီးပြတ္တာကို စီရင်ကွမြတ်ခဲ့သည်မေဝနာသည် ပကံမင်းနေပြီးတော့၌ခင်မုန်းတဲ့ပြတ္တာအပြစ်အလျောက်စီရင်ကွမြတ်ခံရကြောင်းတည်င်းစကားကြားရသောအခါအလုံးအမင်း စိတ်မချမ်းမြေပွဲခံစားရသည် တို့ဖြစ်၍မင်းမြတ်အနော်ရထားထံပောက်ရောက်နိုင်ပြီးအမတ်ကြီးတဦး၏အကူအညီနှင့်အကြောင်းစုံကိုတင်ပြလျှောက်ထားသည်။ဘရင်မင်းမြတ်အဖြစ်မှန်ကို သိရှိရခြင်းတွင်ဗျက်တာတယောက် လူလောက၌မရှိတော့ပါ။တို့တော်လည်းဘရင်မင်းမြတ်ကသဘောထားပြေဝသည်။မေဝနာ၏သားငယ်ကလေးများအားနေပြည်တော်သို့ခေါ်ယူကကျွေးမွေးဆောင်ရှောက်စေခဲ့သည်။ လိုအပ်သည့်အထောက်အပံ့မှန်သမျှတာဝန်ယူထောက်ပံ့ပေးပြီးအကြောင်းဆောင်သိရှိရသောအခါတောင်မီပြေကောင်းကြီးမှလည်းစိတ်မကောင်းဖြစ်ရသည်။ဘရင်မင်းမြတ်ကကလေးငယ်နှစ်ယောက်ကိုရွှေဖြင်းကြီး ရွှေဖြင်းငယ်ဟူ၍အမိပေးအပ်သည်။နောက်တွင်ကျန်စစ်သားအခေါ်ထီးလိုက်အရမ်းမှကလန်စစ်သားနေပြည်တော်သို့လာရောက်အမှုထမ်းသောအခါရွှေပြင်းညီနောင်အားကျန်စစ်သားထံ၌အနှံထားရှိသည် ြံစစ်သားကရွှေဖြင်းညီနောင်အားယောက်ျားတို့တက်အပ်သောအထာရတအတက်ပညာတို့ကိုတင် जा တက်မြောက်စေခဲ့သည် ရွှေဖြင်းညီနောင်ကလည်းအတက်ပညာမျိုးစုံကိုစူးစမ်းတင်ယူသည်တို့ဖြစ်၍ငယ်စဉ်ရွယ်ကာလကပင်မင်းမြတ်အနော်ရထာဤအမှုတန်ကောင်းများဖြစ်လာကြသည်ရွှေပြင်းကြီးနှင့်ရွှေပြင်းလေးတို့သည် မင်းမြတ်အနော်ရထာထံပါသို့နေစဉ်ခါစားဝင်ရောက်လေရှိသည် ဘရင်မင်းမြတ်ကလည်းမိမိသားတော်မင်းသားကလေးနှင့်အရွယ်အားဖြင့်မတိမ်မယိမ်ရှိကြသည့်ရွှေပြင်းညီနောင်တို့ကိုချစ်မြတ်နိုးရှာသည် ထို့အတူတောင်နှမ်းမတော်မိဖုရဲ့ကောင်းကြီးကလည်းရွှေပြင်းညီနောင်၏အဖြစ်တနည်းဘဝဇကြောင်းကိုခရီးစဉ်တွင်ကြသိထားသူဖြစ်သည့်အလျောက်ရွှေပြင်းညီနောင်အားမိမိသားတော်အရင်ကဲ့သို့ပင်ချစ်ခင်ရှာပါသည် ရွှေပြင်းညီနောင်တို့ကလည်းကြိုးနုံသည် လူမမတ်ဘဝကပင်နန်းတွင်းသို့ရောက်ရှိနေပေရာနန်းတလီထုံတမ်းများကိုယင်းနီကျွမ်းဝင်နေသည်သူတို့ကပကံနန်းတွင်းသူနန်းတွင်းသားများနှင့်မချယင်ကျေးတိမ်မွေးကြသည် ရွှေပြင်းညီနောင်တို့သည်နန်းတွင်၌ကြီးပြင်းလာကြသည့်အလျောက်မိမိတို့ဘဝဆက်ကြောင်းကိုပင်ကောင်းစွာမတိကြတော့ပါသူတို့ကတောင်နှမ်းမတော်မီပြားကြီးအားမဲတော်အရင်ကဲ့သို့ပင်မှတ်ထင်းသည်မင်းမြတ်အနော်ရထားကလည်းသားတော်ကလေးနှင့်မချအရေးပေသည်တခါတရံသားတော်စောလူမင်းသားကလေးနှင့်ရွှေပြင်းညီနောင်တို့စော်ကစားနေကြရာသို့ဘယင်မင်းမြတ်ကိုတော်တိုင်းလာရောက်ခါဝမ်းသာအားရငေးမောကြည့်ရှုနေတတ်သည်တခါတရံ ပြတ်တာအကြောင်းစဉ်းစားမိသည့်အခါမျိုး၌အနော်ရထာစိတ်မကောင်းဖြစ်ရသည်အကယ်၍ပြတ်တာသည်မိမိအားအဖြစ်မှန်ကိုရှောက်တင်ခဲ့ပါမူယခုကဲ့သို့ဖြစ်ပွဲရာမရှိပေအမတ်မဟာဘူကလည်းစိုးရွာလာသည်နောက်နောက်ဤသို့မဖြစ်စေရေးအတွက်မဟာဘူကိုပင်အပြစ်ဒဏ်ပေးခဲ့ရသေးသည်ဘာပဲဖြစ်ဖြစ်ယခုဆိုလျင်ပကံမင်းနေပြီးတော့ကြီးဤအနာကအတွက်မျောလင်းလို့ရနေပေပြီ ဘရင်မင်းမြတ်အဖို့တွေးလိုက်တိုင်းကြည်နူးမိသည်မိမိတွင်ကြံစစ်သားငထွေယူငလုံးလက်ဖဲညာဦးပြီးဆိုသူအမှုတန်းကောင်းလေးဦးရှိနေပြီထို့ပြင်ပြတ္တဤသားငယ်ကလေးနှစ်ဦးဖြစ်သောရွှေဖင်းကြီးနှင့်ရွှေဖင်းငယ်လေးတို့လည်းနောင်တချိန်တွင်တိုင်းပြည်အတွက်အသုံးတည်လာမှအမှန်ဖြစ်သည်သူတို့ကငယ်ရွယ်စဉ်ကပင်ဇွဲလုံလဝရိယရှိသည်အရွယ်နှင့်မလိုက်အောင်လှင်မြန်ဖြက်လက်ကြသည် ရွှေပြင်းကြီးနှင့်ရွှေပြင်းလေးတို့မှယခုအခါအသက်9နှစ်ကျော်6နှစ်အရွယ်သားတို့ရောက်ရှိလာပြီးသူတို့၏အမျိုးဇကတိုင်တပါသာအယူတခြားဖြစ်ကြတော့လေသူတို့ကမူမိဘဘိုးဘွားများကဲ့သို့အယူလွဲစွေရေမဖြစ်သူတို့ကိုတားတော်ကလေးနှင့်အတူဗုဒ္ဓဘာသာဖုံးတော်ကြီးတပါးပါထံအနှံရလျင်ကောင်းပြီလို့တို့ဆိုပါမူမိမိတကိုယ်တော်တိုင်ခွင့်ပြုထားသည့် လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုကိုပိတ်ပြင်းတားမြစ်ရာရောက်နိုင်သလိုဘယင်မင်းမြတ်အနောယထာအနေဖြင့်ရွှေဖင်းကြီးရွှေဖင်းငယ်တို့၏အနာဂတ်အရေးအတွက်ကြိုတင်ပူပန်နေမိသည်တောင်နှမ်းမတော်မိပြားကြီးကမူသူတို့ဤမျိုးဆက်မူလကမိတို့ပင်ဖြစ်ပါစေယခုအခါပကံမင်းနေပြီးတော့၌ကြီးပြင်းလာရသူများပြီးပြီးဗုဒ္ဓဘာသာအယူကိုသာယူစေလိုသည်နောက်ဆုံးဘယင်မင်းမြတ်လက်တလုံးအားဖြင့်ဝေခွဲရေမရသည့်အလျောက် ဤကိစ္စနှင့်ဆက်လင့်၍ဆက်လက်မစင်းစားဖြစ်တော့တန့်စစ်သားကမူကလေးများအားငယ်စဉ်ကပင် သူတို့အသက်ရွယ်နှင့်တင့်တင့်လျောက်ပတ်သော အတတ်ပညာတို့ကိုတင်ယူနေစေသည်ရွှေပြင်းကြီးနှင့်ရွှေပြင်းကလေးတို့ကလည်းငယ်စဉ်ကတည်းကပင်ဇွဲလုံလဝရိယရှိကြသူများဖြစ်သည့်အားလျော်စွာဓာခုံလှန်ထိုးအတတ်တို့အားအခြေခံမှအစကျွမ်းကျင်နိုင်နှင်းစွာတက်မြောက်နိုင်ရန်လီလာတင်ယူကြသည် ပញင်မင်းမြတ်အဖို့အမှုဒန်းကောင်း၄ဦးနှင့်ရွှေဖြင်းညီနောင်တို့အားကြည်၍ကျေနပ်နှစ်သိမ့်နေလေသည်။နောင်တားတော်ဘရင်လက်ထက်တွင်လည်းပြည်ပရန်အပေါင်းကိုဤအမှုဒန်းကောင်းများအားကိုးရန်တွန်းလံချေမုံတိုက်ခိုက်နိုင်မည်ဟုမုတ်ချပင်ယုံကြည်နေလေတော်သည်။ဒီကနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်။ နောက်နေ့နောက်နေ့တွေမှာလည်းပို့ပြီးတော့စိတ်ဝင်စားဖွယ်ရကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လာခဲ့ပါမယ်။ကျမတို့ရဲ့တင်ကီတုသမီး channel လေးကနေပြည်သက်များအတွက်သုတရတ္တရဖွယ်ရစာအုပ်စာပေမျိုးစုံကို နေ့စဉ်ဖတ်ရှုပေးလျက်ရှိပါတယ်။ဒါကြောင့်မို့ကျမတို့ရဲ့ channel လေးကို like and subscribe ပြုလုပ်ထားပေးဖို့တောင်းဆိုပါစေရှင်။နားဆင်ပေးကြတဲ့အတွက်ပြည်သက်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။